ကမ္ဘာအရေးကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်တဲ့ပင်လယ်နီဟာစစ်ဆုံတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ကုန်တင်သင်္ဘောတွေပေါ်မကြာခဏတိုက်ခိုက်မှုတွေဖြစ်ပေါ်နေပြီးအချို့ဟာသေဆုံးမှုတွေနဲ့ရေနံယိုဖိတ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒေတာတွေမှာဒီတိုက်ခိုက်မှုတွေအတွက်တာဝန်ရှိတဲ့ဟူသီအဖွဲ့ဟာအလျှော့ပေးတဲ့လက္ခဏာမပြပါဘူး။သူတို့ရဲ့ကုန်သွယ်ရေးကိုနှောက်ယှက်ပေးဖို့ဆက်လက်တွန်းအားပေးနေတဲ့ဖုံးကွယ်ထားတဲ့အင်အားကတော့တရုတ်နိုင်ငံမှာ အမေရိကန်ထောင်လန်းရေးကတရုတ်နိုင်ငံထုတ်လက်နက်တွေကိုခုတီတိုက်ခိုက်မှုတွေနဲ့ဆက်ဆက်ပြတဲ့ပေါက်ကွဲထိတ်လန့်စရာထုတ်ဖော်မှုကိုပြုလုပ်ခဲ့ပါတယ်။အပြန်အလှန်အနေနဲ့ပေကျင်းကတန်ဖိုးမဖြတ်နိုင်တဲ့အကျိုးကျေးဇူးတစ်ခုရရှိပါတယ်။ပေလန်ဒီမှာတရုတ်သင်းမော်တွေအတွက်ဘေးကင်းလုံခြုံတဲ့ဖြတ်သန်းခွင့်ပါ။ဒီမြင့်တက်လာတဲ့ချိန်ချောင်းမှုကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်စစ်တပ်ဟာမဟာမိတ်တွေနဲ့အတူခုတီရဲ့အခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားတဲ့လေတောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာဟူသီးရဲ့လှုပ်ရှားမှုတွေကိုနှောက်ယှက်ပေးပြီးအားနည်းစေဖို့ရည်ရွယ်ထားတာပါ။လာပိုင်းကြားဆက်လက်နေတောင်းတိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့တရုတ်ဟာဟူသီးတွေရဲ့ဖုံးကွယ်ထားတဲ့ထောက်ခံသူအဖြစ်တိတ်ကဆိတ်ဝင်ရောက်လာပြီးသူတို့ကိုအစ်မမြင့်ဒုံးကျည်နီးပညာနဲ့လက်နက်တပ်ဆင်ပေးနေပါတယ်။ရလအနေနဲ့ဟူသီးတွေဟာရခိုင်ကထက်ပိုမိုအန်ရယ်များလာပြီးသူတို့ရဲ့လက်လန်းမီမှုပိုကျဲပြန့်လာတာတိုက်ခိုက်မှုတွေပိုမိုတိကျလာပါတယ်။ဒီမဖြစ်မနေမဟာမိတ်ရဲ့ဘဟုမှာဟူသီးတွေရှိနေပါတယ်။ သူတို့အကြောင်းကိုသတင်းတွေမှာပင်လယ်နေရှိသင်္ဘောတွေကိုတိုက်ခိုက်နေတယ်လို့ကြားဘူးခဲ့ပါလိမ့်မယ်။ဒါပေမဲ့ဟူသီတွေနဲ့ဆာရာလက်ဆိုတာဘယ်သူတွေလဲ။နိုင်ငံတကာမှာဟူသီလို့လူသိများတဲ့ဆာရာလက်ဟာ1990ပြည့်လွန်နှစ်တွေမှာစတင်ခဲ့တဲ့ဂျီမင်းလှုပ်ရှားမှုတစ်ခုပါ။သူတို့ဟာအနောက်နိုင်ငံတွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကြောင့်အစိုးရစန့်ကျင်ရေးကိုစတင်ခဲ့ပါတယ်။ကာလာရှိမှာသူတို့ဟာလက်နက်ကောင်းကောင်းတပ်ဆင်ထားတဲ့စစ်သွေးကြတပ်ဖက်တစ်ခုဖြစ်ပြောင်းလဲခဲ့ပါတယ်။ 2014ခုနှစ်မှာသူတို့ဟာဂျီမင်ရဲ့မြို့တော်စာနာကိုသိမ်းယူခဲ့ပြီးဒေတာရင်းနဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကိုအာရုံစိုက်စေတဲ့ပျက်စီးစရာပြည်ရင်းစစ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဟူဒီရီရဲ့အကြီးဆုံးထောက်ခံသူကအီရန်ဖြစ်ပြီးအထူးသဖြင့်အစ္စလမ်ဒေါ်လာရေးအဆောင်တစ်ဖွဲ့ပါ။အီရန်ကသူတို့ကိုလက်နက်တွေ၊လေ့ကျင့်ရေး၊ရန်ပုံငွေနဲ့ထောက်လှမ်းရေးတွေပေးအပ်ပါတယ်။အီရန်ဟာသူတို့ကိုဆော်ဒီအာရေဗျကိုစိန်ခေါ်ဖို့နဲ့အနောက်နိုင်ငံတွေရဲ့ဩဇာကိုအနှောက်အယှက်ပေးဖို့အသုံးပြုပါတယ်။ အီရန်မှာပါဝင်နေတဲ့နေရာမှာရုရှားနဲ့တရုတ်ဟာဘယ်တော့မှဝေးကွာမနေပါဘူး။ဒီတစ်ချိန်မှာတရုတ်ကဟူသီတွေကိုပြန်လည်ထွက်ပေါ်လာအောင်ကူညီပေးနေပါတယ်။ဒါဆိုပေကျင်းကဘာကြောင့်ဒီလောက်ကြီးမားတဲ့စုံစမ်းမှုကိုလုပ်နေတာလဲ။အဖြေကအေးဆက်ပြီးတွက်ချက်ထားတဲ့ငွေကြေးနဲ့အာဏာပါ။တရုတ်ဟာအီရန်ရဲ့အကြီးဆုံးရှင်နံဝယ်ယူသူဖြစ်ပါတယ်။အပြန်အလှန်နေနဲ့အီရန်ကသူ့ရဲ့စစ်သွေးကြွအုပ်စုတွေဖြစ်တဲ့ Hezbollah, Hamas နဲ့ဟူသီတွေကိုဗန်နံဝေထောက်ပံ့ပါတယ်။ ဒီပိတ်ဆို့တန်ခတ်မှုတွေကိုရှောင်လွှဲထားတဲ့မြေအောက်ကုန်သွယ်ရေးကွန်ရက်ဟာအရှေ့လေပိုင်းတလွှမ်းမှာပဋိပက္ခတွေကိုလှုံ့ဆော်နေပြီးတရုတ်ရဲ့စီးပွားရေးကိုလည်းဆက်လက်ရွက်ဆက်နေသေးပါတယ်။ဒါ့ပြင်အမေရိကန်ကဒီအရာကိုလှည့်လျူမရှိပါဘူး။ဟူဒီတွေကိုဒုံးကျည်စိတ်ပိုင်းတွေထောက်ပံ့ပေးတဲ့တရုတ်ကုမ္ပဏီတွေပေါ်ပိတ်ဆို့တန်ခတ်မှုတွေချမှတ်နေပါတယ်။တရုတ်နဲ့ဟူဒီတွေရဲ့ကြီးထွားလာတဲ့ပူးပေါင်းဆောင်ရွက်မှုဟာပုံမှန်နှစ်ဆိုင်တဲ့မဟာဗျူဟာမြောက်ညှိနှိုင်းမှုတစ်ခုကိုပြသပြီး နှစ်ဖက်စလုံးရဲ့ကျယ်ပြန့်တဲ့နိုင်ငံရေးနဲ့စီးပွားရေးရည်မှန်းချက်တွေကိုဖြည့်ဆည်းပေးပါတယ်။ဒီအစီအစဉ်ရဲ့အဓိကအချက်ကတရုတ်ရဲ့အီရန်ရေနံပေါ်မိခိုမှုပါ။တရုတ်နိုင်ငံဟာအီရန်ရဲ့ရေနံတင်ပို့မှုရဲ့90%ရာခိုင်နှုန်းကျော်ကိုဝယ်ယူတဲ့အကြီးဆုံးအီရန်ရေနံဝယ်ယူသူဖြစ်ပါတယ်။ဒီတင်ပို့မှုတွေဟာဟူသီထိတ်ချုပ်ထားတဲ့ရေပိုင်နက်ကိုဖျက်ဆီးသွားပြီးဒီရေနံရောင်းချမှုကနေရရှိတဲ့ဝင်ငွေတွေဟာအီရန်ရဲ့ Islam Tolerance ရေးအဆောင်တဖွဲ့ IRGC ကိုရှမ်းမုံငွေထောက်ပံ့ပေးပါတယ်။ IRGC ဟာဟူသီတွေကိုလက်နက်တွေနဲ့စစ်ရေးပစ္စည်းတွေထောက်ပံ့ပေးပါတယ်။ဂျီမင်ရဲ့ပင်လယ်နီဝင်ပေါက်မှာမဟာပြိုအမြောက်တည်နေရဟာကမ္ဘာကြီးအကြောင်းကုန်သရေးအတွက်အရေးပါတဲ့အချိုးအကွေ့တစ်ခုဖြစ်စေပါတယ်။ကမ္ဘာကုန်သရေးရဲ့15ရာခိုင်နှုန်းခန့်ဟာ SUS 2မြောင်းကိုဖြတ်သန်းသွားပါတယ်။မကြသေးခင်ကဟူသီတွေဟာနိုင်ငံတကာသင်းမောလှုပ်ရှားမှုတွေပေါ်တိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်ခဲ့ပြီးကြီးမားတဲ့အနှောက်အယှက်တွေနဲ့သင်းမောလှုပ်ရှားမှုကုန်ကျစရိတ်တွေမြင့်တက်လာစေခဲ့ပါတယ်။ တရုတ်နဲ့ဟူဒီတွေကြားအပြန်အလှန်အကျိုးရှိတဲ့အစီအစဉ်တစ်ခုဟာတရုတ်ရဲ့စီးပွားရေးကိုဆက်လက်ထိန်းသိမ်းပေးုံသာမကဟူဒီတွေကိုစစ်ရေးအရအားကောင်းလာစီပါတယ်။ဒါကိုသူတို့ရဲ့ကြီးထွားလာတဲ့ဤပညာစွမ်းရည်တွေကသက်သေပြပါတယ်။သတင်းတွေအရဟူဒီတွေဟာတရုတ်သင်္ဘောတွေကိုပိတ်မှတ်ထားနေတယ်လို့ဖော်ပြထားပြီးဒီမဟာပြူအမြောက်လှုပ်ရှားမှုကအစစ်မြစ်လက်နက်အစိတ်ပိုင်းတွေအတွက်တရုတ်ဘောသူတို့ရဲ့မိခုံမှုကိုမိမောင်းထိုးပြပါတယ်။ ီသဘောတူညီချက်ကတရုတ်ရဲ့ရေနံတင်ပို့မှုတွေဘေးကင်းလုံခြုံမှုအာမခံပေးပြီးဟူဒီရဲ့လှုပ်ရှားမှုတွေအတွက်ဆက်လက်ထောက်ပံ့မှုရရှိဖို့ခွင့်ပြုပါတယ်တရုတ်အတွက်တော့ဒီလျှို့ဝှက်သဘောတူညီချက်ကစွန့်ရဲ့အရင်းမြစ်တွေရဲ့အနောက်ရှက်မရှိစီးစင်းမှုကိုအာမခံပေးပြီးကြပြိုင်နက်ထဲမှာအနောက်နိုင်ငံတွေရဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုမတိမငြိမ်ဖြစ်စေပါတယ်။ဟူဒီတွေကိုအစင်မြင့်လက်နက်တွေတညီတညွတ်ထဲထောက်ပံ့ပေးတာကသူတို့ရဲ့စည်ရေးကိုအားကောင်းစေပါတယ်။ဂျင်းနံဝေယူမှုပြင်ဟူဒီတွေကိုရန်ပုံငွေထောက်ပံ့ပေးတဲ့တရုတ်ဟာ ။ဦးတီတွေကိုအဓိကစည်ရေးအစိပ်ပိုင်းတွေထောက်ပံ့ပေးနေပါတယ်။ထောက်တန်းရေးသတင်းတွေအရတရုတ်ကုမ္ပဏီတွေကဦးတီတွေကိုဒုံးကျည်နဲ့ drone နည်းပညာတွေတင်ပို့ခဲ့ပြီးဒါကဦးတီတွေရဲ့စည်ရေးစွမ်းအားကိုတိတိတသားမြင့်တင်ပေးခဲ့ပါတယ်။ Shenzhen Raya Technology Company နဲ့ Shenzhen Jihan Electronic လို့ကုမ္ပဏီတွေဟာဟူဒီတွေကိုအရေးပါတဲ့ဒုံးကျည်လမ်းညွှန်စနစ်တွေနဲ့ drone စိတ်ပိုင်းတွေထောက်ပံ့ပေးမှုမှာပါဝင်ပတ်သက်နေတယ်လို့စွပ်စွဲခံထားရပါတယ်။ ဒီနည်းပညာတွေကဟူတီတိုက်ခိုက်မှုတွေကိုပုံမူတိကျပြီးထိရောက်စေခဲ့ပါတယ်။သူတို့ဟာအခုဆိုတင်းမောတွေအခြေခံအဆောက်အုံတွေနဲ့စစ်ရေးနေရာတွေကိုပုံမူတိကျစွာပိတ်မှတ်ထားနေနိုင်ပါပြီ။ American ထောင်လိုင်းရေးရင်းမြစ်တွေကဒီအစိပ်ပိုင်းဂျာပေါင်းများပါကိုရီမင်ကိုတင်ပို့ခဲ့ပြီးဟူတီတွေရဲ့ထိုးစစ်ဆွမ်းရည်တွေကိုတိုက်ရိုက်မြင့်တင်ပေးခဲ့တယ်လို့အတည်ပြုပါတယ်။ဟူတီတွေကတရုတ်ထောက်ပံ့သူတွေထံက Cruise ဒုံးကြီးအစိပ်ပိုင်းတွေရယူထားတာကသူတို့ရဲ့လက်လန်းမိမှုကိုတိုးချဲ့ပေးခဲ့ပြီး ရီမင်ထက်ဝေးกว่าတဲ့ရန်သူတွေကိုပိတ်မှတ်ထားနိုင်နေပါပြီ။ဟူဒီတွေရဲ့ကြီးထွားလာတဲ့စည်ရေးစွမ်းရည်တွေဟာဒေတာရင်းလုံခြုံရေးကိုတိတိတသားထိခိုက်စေခဲ့ပြီးကမ္ဘာတင်မောလမ်းကြောင်းတွေကိုနှောက်ယှက်ပေးနိုင်တဲ့သူတို့ရဲ့စွမ်းရည်ဟာနိုင်ငံတကာရဲ့အာရုံစိုက်မှုကိုဆွဲဆောင်နေပါတယ်။ဟူဒီတွေဟာပင်လယ်နေရဲ့အဓိကရေကြောင်းလမ်းကြောင်းကိုမတိမငြိမ်ဖြစ်စေနိုင်ခဲ့ပြီးဒါကို Bad El Mandeb ရေလက်ကြားမှာကုသန်းရောင်းဝယ်ရေးနဲ့စစ်သင်္ဘောတွေကိုတိုက်ခိုက်ခြင်းအဖြစ်လှုပ်ဆောင်ခဲ့ပါတယ်။ဒီမဟာပြူအမြောက်အချိုးကွေဟာ ပင်လယ်ဒီကိုအေဒင်ပင်လယ်ကွင်းနဲ့ဆက်သွယ်ပေးထားပြီးဆူအက်စ်တူးမြောင်းကနေတစဉ်မြေထဲပင်လယ်အထိဆက်လက်ချိတ်ဆက်ထားပါတယ်။ဒါကကမ္ဘာအရေးပါဆုံးသင်္ဘောလမ်းကြောင်းတွေကတစ်ခုဖြစ်စေပါတယ်။ဒါပေမဲ့ဒီအနောက်ရှက်ရဲ့ပိုဆိုးရင်ကြာကောင်းတဲ့အချက်ကတော့ပေကျင်းကဒီအချက်တဲကိုသူ့ရဲ့အကျိုးအတွက်ဖုံးပယ်ပြီးပုံဖော်နေတဲ့အခန်းကဏ္ဍပါ။ဟူဒီရဲ့လောရက်တွေကရေတောင်းလုံုံရေးကိုတိုက်ရိုက်ချင်းချောင်းနေပြီးသူတို့ရဲ့အနောက်ရှက်တွေရဲ့စက္ကန်အကျိုးဆက်တွေကအခုကမ္ဘာစီးပွားရေးတစ်ခုလုံးမှာခံစားလာရပါပြီ။ AP Mula Merex လို့အကြီးစားသင်္ဘောကုမ္ပဏီတွေဟာမတိမနိုင်ဖြစ်နေတဲ့ဒီဒေတာကိုရှောင်ရှားဖို့သူတို့ရဲ့သင်္ဘောတွေကိုလမ်းကြောင်းပြောင်းပြေးရပါတယ်။ဒါကကမ္ဘာကုန်သွယ်ရေးကိုဖိစီးမှုဖြစ်စေပါတယ်။ပင်လယ်နီနဲ့ဆူရက်ဒူမြောင်ဟာအာရှနဲ့ဥရောပအကြားကုန်သွယ်ရေးရဲ့40ရာခိုင်နှုန်းခန့်ကိုပုံမှန်လှုပ်ရှားပေးပြီးတစ်နှစ်ကိုကုန်စည်တန်ဖိုးဒေါ်လာ200ဘီလီယံခန့်ရှိပါတယ်။ဒီလမ်းကြောင်းကိုရှောင်ဖို့သင်္ဘောတွေဟာအာဖရိကရဲ့ host data ပတ်ပတ်လေကိုပို့ရှည်တဲ့လမ်းကြောင်းကိုယူရပါတယ်။ ဒီအခြားလမ်းကြောင်းကတစ်ခါသွားလာမှုအတွက်ထပ်ဆောင်းစီစီဒေါ်လာတသန်းအထိထည့်ပေးရပါတယ်။2024ခုနှစ်နိုဝင်ဘာလကစပြီးကုသန်းရောင်းဝယ်ရေးသင်္ဘော150ကျော်ကဒီပိုရှေပြီးကုန်ကြစည်များတဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့ပါတယ်။ဒါအပြင်ပင်လယ်နီမှာဖြတ်သန်းတဲ့သင်္ဘောတွေအတွက်အာမခံကားတွေဟာစေစနီးပါးမြင့်တက်လာခဲ့ပါတယ်။ဒါကသင်္ဘောကိုအများကြီးပိုစရိတ်ကြီးစေခဲ့ပါတယ်။ဒီနောက်ဆက်ကကမ္ဘာသင်္ဘောကုန်ကြမ်းဈေးတွေကိုမြင့်တင်ပေးပြီးကုန်စည်ရည်ရဲ့ဈေးနှုန်းတွေပုံမြင့်လာတာက စားသုံးသူတွေအတွက်ပို့ဆောင်မှုအချိန်တွေနှေးကွေးလာပါတယ်။ဒါမှစားသုံးသူတွေဟာကမ္ဘာထောက်ပံ့ရေးကွင်းဆက်မှာပုံကြစရိတ်တွေတိုးလာပြီးနှောင့်နှေးမှုတွေကြောင့်ထောက်ကုန်တွေပိုဈေးကြီးလာတာနဲ့လက်လန်းမမီတာတွေကိုခံစားရရွယ်ရှိလာပါတယ်။ဟူဒီတွေရဲ့နှောက်ရက်တွေကကမ္ဘာကုန်သွယ်ရေးဒိုင်းမစ်တွေကိုပြန်လည်ပုံဖော်နေချိန်မှာသူတို့ရဲ့ရွေးချယ်ပြစ်မှတ်ထားတဲ့တင်မောတွေကပိုနှဆိုင်တဲ့နိုင်ငံရဲ့အတိုင်းအတာတစ်ခုကိုဖော်ပြပြီးအထူးသဖြင့်တရုတ်နဲ့သူတို့ရဲ့ဆက်ဆံရေးမှာထင်ရှားပါတယ်။ တရုတ်ရဲ့ပါဝင်ပတ်သက်မှုရဲ့ထင်ရှားဆုံးအရေးအယောင်တစ်ခုကဟူသီတွေဟာတရုတ်ဒေမော်တွေကိုတိုက်ခိုက်ဖို့တိတိတသာတွန်းဆုံနေပုံပါ။ဒါ့ပြင်2024ခုနှစ်အစောပိုင်းမှာတရုတ်ပိုင်ဆိုင်တဲ့ရေနံတင်သင်္ဘောတစ်စီးကိုဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်လို့အချို့ဖြစ်ရပ်တွေလည်းရှိခဲ့ပါဗျ။ဒါတွေကပုံမှန်ပုံသဏ္ဍာန်မဟုတ်ပဲထူးခြားတဲ့ဖြစ်ရပ်တွေလို့ထင်ရပါဗျ။စန့်ကျင်ဘက်အနေနဲ့အနောက်နိုင်ငံတွေနဲ့ဆက်ဆက်နေတဲ့သင်္ဘောတွေနဲ့အမေရိကန်မဟာမိတ်တွေနဲ့ချိတ်ဆက်ထားတဲ့သင်္ဘောတွေကဟူသီတွေရဲ့ရန်လိုမှုရဲ့အဓိကထိခိုက်မှုကိုခံစားခဲ့ရပါဗျ။ ီပြစ်မှတ်ထားမှုကဟူဒီတွေနဲ့ပေကျင်းကြားတရားမဝင်သဘောတူညီချက်တစ်ခုရှိတယ်ဆိုတာကိုညွှန်ပြပါတယ်။ဒါကတရုတ်ရဲ့ရေကြောင်းကြိုးစည်းဝါးတွေကိုဘေးကင်းလုံခြုံစေပြီးအနောက်နိုင်ငံတွေရဲ့ကုန်သွယ်ရေးကိုနှောက်ယှက်ပေးပါတယ်။ဟူဒီတွေရဲ့ရွေးချယ်ပြစ်မှတ်ထားတဲ့သင်္ဘောတွေကတရုတ်နဲ့သူတို့ရဲ့မဟာဗျူဟာမြောက်နှိမ့်နိုင်မှုကိုမီးမောင်းထိုးပြပေးမယ်။ဒီလုပ်ရက်တွေကိုထောက်ခံဖို့ပေကျင်းရဲ့အကြောင်းအမျိုးမျိုးကပိုကျယ်ပြန့်တဲ့နိုင်ငံရေးကြီးမန်းချက်တွေကိုဖော်ပြပါတယ်။ တရုတ်ကဟူသီတွေကိုထောက်ခံတာဟာစီးပွားရေးနဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကြောင့်ပါပင်လယ်ဒီနှောင့်ယှက်တွေကအနောက်နိုင်ငံတွေရဲ့စီးပွားရေးကိုထိခိုက်စေပါတယ်ဒီအခြေအနေတွေက ပေကျင်းအတွက်သူ့ရဲ့ဩဇာကိုချဲ့ထွင်မှုခွင့်လန်းတွေဖန်တီးပေးပါတယ်ပင်လယ်ဒီမှာမတိမငြိမ်ဖြစ်မှုကို ပိုဆိုးလာအောင် လုပ်ခြင်းအဖြစ်တရုတ်ကအကျိုးအမြတ်ရရှိနိုင်ပါတယ်ဒါကတရုတ်ကပုံမထိချုံနိုင်တဲ့ကုန်းလန်းကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့အခြားရေကြောင်းလမ်းကြောင်းတွေပေါ်မိခုံမှုကိုတိုးလာစေမှာပါ။ ဒါပြင်တရုတ်ကဂျီမင်နဲ့နီနာဒေတာတွေမှာအခြေခံအဆောက်အုံရင်းနှီးမြှုပ်နှံမှုတွေကိုအသုံးပြုပြီးသူ့ရဲ့စီးပွားရေးကိုမြင့်တင်ခဲ့ပါတယ်။အဓိကရေကြောင်းနယ်မြေတွေကိုချဲ့ထွင်ခြင်းအဖြစ် ပေကျင်းကအရေးပါတဲ့တင်မောလမ်းကြောင်းတွေအပေါ်ဩသာလွှမ်းမိုးမှုရရှိခဲ့ပါတယ်။အကယ်၍ဖူတီရဲ့ချိန်ချောင်းမှုတွေဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင်တရုတ်ကဒီဒေတာမှာလုံခြုံရေးပေးဖို့ရွေရှားလာနိုင်ပါတယ်။ဒါကသူ့ရဲ့ဩသာကိုမြင့်တင်ပေးမှာဖြစ်ပြီးအနောက်မဟာမိတ်တွေကဒီအကြက်တဲကိုထိန်းချုပ်ဖို့ရုန်းကန်နေရခြင်းမှာဖြစ်ပါတယ်။ ခူဒီရဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကနေ drone တိုက်ခိုက်မှုတွေအထိတိုက်ခိုက်မှုတွေကကမ္ဘာလုံးကျုံရေးကြိုးပမ်းမှုတွေကိုစိန်ခေါ်နေပါတယ်။သူတို့ရဲ့အချိုးမညီတဲ့သဘောတဘာဝကဒါရီကိုတံပြန်ဖို့ခက်ခဲစေပါတယ်။အနောက်နိုင်ငံတွေရဲ့ရေတက်ကင်းလှည့်မှုတွေကကြီးထွားလာတဲ့ချိန်ချောက်မှုတွေကိုတံပြန်ဖို့ကြိုးစားခဲ့ပေမဲ့ခူဒီရဲ့လိုင်ယွန်ညီတွေဖြစ်အောင်လှုပ်ဆောင်နိုင်တဲ့စွမ်းရည်ကအီရန်ထက်ကျော်လွန်တဲ့ပြင်ပကူညီထောက်ပံ့မှုရှိတယ်ဆိုတာကိုညွှန်ပြပါတယ်။တရုတ်ရဲ့ဖုံးကွယ်ပါဝင်ပတ်သက်မှုက ပင်လယ်ဒီကိုတည်ငြိမ်အောင်ထိမ့်သိမ်းဖို့ကြိုးပမ်းမှုတွေကိုရှုတ်ထွေးစေပါတယ်။ရုရှားတရုတ်နဲ့အီရန်တို့အကြားကြီးထွားလာတဲ့ပူးပေါင်းဆောင်ရွက်မှုကအသစ်ဖွဲ့စည်းထားတဲ့မဟာမိတ်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီမဟာမိတ်ကအမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့အရှေ့အလယ်ပိုင်းနဲ့အခြားနေရာတွေမှာဩဇာလွှမ်းမိုးမှုကိုအားနည်းစေဖို့လှုံ့ဆော်နေပါတယ်။ဒီသုံးဝင်တိုင်းမဟာမိတ်ကရီမင်နဲကိုသူ့ရဲ့လက်လန်းမိမှုကိုတိုးချဲ့ပြီးအနောက်နိုင်ငံတွေနဲ့ဆက်ဆက်နေတဲ့အကျိုးစီးပွားတွေကိုစန့်ကျင်တဲ့ကိုယ်စားလှယ်ဖြစ်ဥတီတဲ့ပုံတွေကိုထောက်ခံပေးနေပါတယ်။ အီရန်ဟာဟူဒီရီရဲ့အရေးပါဆုံးထောက်ခံသူဖြစ်ကာလာရှေရည်တည်ခဲ့ပါတယ်။ဟူဒီရီနဲ့အတူပါဝင်နေတဲ့အီရန်စစ်စင်ရေးအကြံပေးတွေကသူတို့ကိုအချိုးမညီတဲ့စစ်ပွဲဗျူဟာတွေဒရုန်းနဲ့ဒုံးကျည်အသုံးပြုမှုတွေမှာလေ့ကျင့်ပေးပါတယ်။အီရန်ကဟူဒီရီကိုစစ်ရေးထောက်ပံ့မှုပေးပြီးထောက်လန်းရေးနဲ့မဟာဗျူဟာမြောက်လမ်းညွှန်မှုတွေကိုပေးအပ်ပါတယ်။အီရန်အေဂျင့်တွေဟာဟူဒီရီရဲ့ဆုံးဖြတ်ချက်ချမှုတွေ အထူးသဖြင့်သူတို့ရဲ့တိုက်ခိုက်မှုတွေအတွက်ပြစ်မှတ်ရွေးချယ်မှုတွေမှာဒိုက်ရိုက်ဩဇာလွှမ်းမိုးမှုရှိတယ်လို့သတင်းတွေကဖော်ပြပါတယ်။အီရန်ကဟူသီတွေကိုတရုတ်သင်္ဘောတွေကိုတိုက်ခိုက်ဖို့ရှောင်ရှားဖို့ညွှန်ကြားခဲ့ပါတယ်။ဒါကတရုတ်ရဲ့ရေကြောင်းကုန်သွယ်ရေးနဲ့ဒေတာရင်းမှာစီးပွားရေးအကျိုးစီးပွားတွေကိုကာကွယ်ပေးပါတယ်။အီရန်ကဟူသီတွေရဲ့အဓိကထောက်ခံသူဖြစ်ဆက်လက်ရှိနေပေမဲ့ရုရှားကလည်းတဖြည်းဖြည်းဝင်ရောက်ပါဝင်လာပြီးအဖွဲ့ရဲ့စွမ်းရည်တွေကိုမြင့်တင်ပေးတဲ့အရေးပါတဲ့ထောက်ပံ့မှုတွေပေးရက်က နိုင်ငံရေးခင်းကျင်းကိုပိုရှုပ်ထွေးစေပါတယ်။မော်စကိုရဲ့ဟူဒီတွေနဲ့ဆက်ဆံရေးဟာအရှေ့အလယ်ပိုင်းမှာအမေရိကန်ရဲ့လွှမ်းမိုးမှုကိုစိန်ခေါ်ဖို့နဲ့အနောက်နိုင်ငံတွေပေါ်ဩဇာလွှမ်းမိုးမှုရယူဖို့ရည်ရွယ်ပါတယ်။ရုရှားရဲ့အရေးပါဆုံးပံ့ပိုးမှုတစ်ခုကတော့ဂျိုဒုထောင်နိုင်ရေးပါ။တရင်တွေအရမော်စကိုဟာဟူဒီတွေရဲ့တင်းမိုးတွေအပေါ်တိုက်ခိုက်မှုတွေအတွက်ပြစ်မှတ်ဒေတာတွေကိုပေးအပ်ပြီးသူတို့ရဲ့စွမ်းရည်တွေကိုမြင့်တင်ပေးတဲ့အရေးပါတဲ့ထောက်ပံ့မှုတွေကိုပေးပါတယ်။ ဒီဂျိုလူထောင်လေးကဟူဒီရီရဲ့ပြစ်မှတ်တွေကိုတိကျစွာတိုက်ခိုက်နိုင်တဲ့စွမ်းရည်ကိုတိတိတသားမြင့်တင်ပေးပြီးကမ္ဘာသင်္ဘောလမ်းကြောင်းတွေအတွက်ကြီးမားတဲ့ချိန်ချောင်းမှုတစ်ခုဖြစ်လာပါတယ်။ဘယ်အမန်ဒက်ရေလကြားဟာနိုင်ငံတကာကုံသွယ်ရေးအတွက်အဓိကကြပြီးဒီလှုပ်ရှားမှုတွေရဲ့အာရုံစိုက်ရာနေရာဖြစ်လာပါတယ်။ဟူဒီရီရဲ့တိုက်ခိုက်မှုတွေကအနောက်နိုင်ငံတွေနဲ့ဆက်ဆက်နေတဲ့သင်္ဘောလှုပ်ရှားမှုတွေကိုအနှောက်အယှက်ပေးခဲ့ပြီးမြေတရုတ်သင်္ဘောတွေကိုတော့ထိခိုက်မှုမရှိသေးခဲ့ပါဘူး။ ထောက်လန်းရေးထောက်ပံ့မှုပြင်ရုရှားကဟူဒီတွေနဲ့ဒိုက်ရိုက်ရောတွေ့ဝိုက်ရောလက်နက်သဘောတူညီချက်တွေလှုပ်ဆောင်နေပါတယ်။နမဲဇုံးနဲ့ကြော်ကြားတဲ့ရုရှားလက်နက်ကုန်သည်ဗစ်တာဘော့ကဟူဒီတွေနဲ့ဒေါ်လာ၁၀သန်းတန်လက်နက်ရောင်းချမှုကိုညှိနှိုင်းခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်။ဒီသဘောတူညီချက်ကိုမော်စကိုကအတည်ပြုပေးခဲ့ပွဲရှိပြီးကမ္ဘာစိုးရိမ်မှုတွေရှိပေမဲ့ရုရှားကဒီအဖွဲ့ကိုလက်နက်တက်ဆင်ပေးဖို့ဆန္ဒရှိတယ်ဆိုတာကိုပြသပါတယ်။ဒါအပြင်နောက်ထောင်နိုင်ရေးရင်းမြစ်တွေက ရုရှားကဟူသီတွေကိုယူကရိန်းရဲ့စူပါဆော့နစ်သင်္ဘောဖြတ်ဒုံးကျည်တွေထောက်ပံ့ပေးဖို့ရှိတယ်လို့ပြောပါတယ်။ဒါကဒေတာရင်းမှာအနောက်နိုင်ငံတွေနဲ့မဟာမိတ်ရေတပ်တွေအတွက်ချင်းချောက်မှုကိုတိတိတတ်တာတိုးမြှင့်ပေးနိုင်ပါတယ်။ရုရှားကဟူသီတွေနဲ့ဆက်ဆံရေးကိုအားကောင်းလာအောင်လှုံ့ဆော်ခဲ့ပြီးသူတို့ရဲ့တရားဝင်မှုအတွက်ကမ္ဘာထောက်ခံသူတအူးအဖြစ်အမှတ်ပေးခံရဖို့ရည်ရွယ်ပါတယ်။ရုရှားရာရှိတွေဟာအိုမန်မှာဟူသီပြည်သူအမတ်တွေနဲ့အကြိမ်ပေါင်းများစွာတွေ့ဆုံခဲ့ပြီး ဟူဒီတွေကိုရီမင်ရဲ့တရားဝင်အစိုးရဖြစ်အသိမှတ်ပြုဖို့ဆွေးနွေးခဲ့ပါတယ်။ဒီလိုအသိမှတ်ပြုမှုကဟူဒီတွေရဲ့တန်တမာရေးအဆင့်တန်းကိုမြင့်တင်ပေးမှာဖြစ်ပြီးရီမင်မှာရုရှားရဲ့အော်ဒါကိုပုံမူခိုင်မာစေမှာပါ။2024ခုနှစ်မှာအနည်းဆုံးဟူဒီအဖွဲ့ပိုင်းအမတ်နှစ်ဦးဟာမော်စကိုကိုသွားရောက်ပြီးရုရှားရဲ့အဆင့်မြင့်ရာရှိတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဒါကသူတို့ရဲ့ကြီးထွားလာတဲ့နှိမ့်နိုင်မှုကိုမိမောင်းထိုးပြနေတာပါ။ ရုရှားကဟူသီတွေကိုတက်တက်ကြွကြွလက်နက်တက်ဆင်ပေးပြီးတရယဝင်အသိမှတ်ပြုနေချိန်မှာတရုတ်ရဲ့ဒီမဟာမိတ်ထဲကပါဝင်ပတ်သက်မှုကပုံမမဟာဗျူဟာမြောက်တွက်ချက်ထားပြီးဒေတာရင်းမှာသူ့ရဲ့စီးပွားရေးနဲ့နိုင်ငံရေးအကျိုးစီးပွားတွေကိုအကာအကွယ်ပေးဖို့အာရုံစိုက်ထားပါတယ်။ရုရှား၊အီရန်နဲ့ဟူသီတို့ရဲ့မဟာမိတ်ထဲကတရုတ်ရဲ့အစိုးပိုင်းပါဝင်ပတ်သက်မှုဟာအရှေ့လေပိုင်းမှာသူ့ရဲ့စီးပွားရေးနဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကိုအကာအကွယ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ ဒီအကျိုးစီးပွားတွေထဲမှာတရုတ်ရဲ့စီးပွားရေးတိုးတက်မှုနဲ့တည်နေမှုအတွက်မရှိမဖြစ်လိုအပ်တဲ့ပုံသွေးရေးလမ်းကြောင်းတွေနဲ့စွမ်းရင်ထောက်ပံ့မှုတွေပါဝင်ပါတယ်။သူ့ရဲ့အကျိုးစီးပွားတွေကိုကာဝယ်ဖို့တရုတ်ကတန်တမန်ရေးအရာလှုပ်ရှားခဲ့ပြီးအထူးသဖြင့်ကုလသမဂ္ဂတို့ဖွဲ့စည်းတွေမှာသူ့ရဲ့ဩဇာကိုအသုံးပြုပြီးမဟာမိတ်ကိုအကာအကွယ်ပေးဖို့ကြိုးစားပါတယ်။တရုတ်ရဲ့မဟာပြူဟာရဲ့အဓိကစိတ်ပိုင်းတစ်ခုကရုရှားနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာပူးပေါင်းလှုပ်ဆောင်မှုပါ။ သူတို့ဟာဟူဒီတွေပေါ်ဖိအားတွေတိုးလာစေနိုင်တဲ့ဆုံးဖြတ်ချက်တွေကိုအတူတကွပိတ်ဆို့လှုံ့ဆော်ပါတယ်။ရုရှားနဲ့နှိမ့်နိုင်ပြီးတရုတ်ကဟူဒီတွေပေါ်ပိတ်ဆို့တန်ခတ်မှုတွေချမှတ်ဖို့ဒါမှမဟုတ်သူတို့ကိုစန့်ကျင်တဲ့စီရင်ရခွင့်ပြုချက်တွေထုတ်ပြန်မှုကြိုးပမ်းမှုတွေကိုပိတ်ပင်ခဲ့ပါတယ်။ဒီလှုံ့ဆော်ချက်တွေကတရုတ်ကိုကုန်သွယ်ရေးနဲ့စွမ်းအင်နှောက်ယှက်တွေကနေရှောင်ရှားနိုင်ဖို့ကူညီပေးပါတယ်။အရှေ့အလယ်ပိုင်းမှာတရုတ်ရဲ့မဟာဗျူဟာကဟူဒီတွေနဲ့ဆက်ဆံရေးကိုတွန်းအားပေးပြီး အီရန်နဲ့ရုရှားလိုအဓိကပါဝင်သူတွေနဲ့ပူးပေါင်းပြီးအနောက်နိုင်ငံတွေကိုတံပြန်ဖို့ကြိုးစားပါတယ်။ဒီဆက်ဆံရေးတွေကတရုတ်ကိုတိုက်ရိုက်ထိတ်တိုက်ရင်ဆိုင်မှုမရှိဘဲဒေတာရင်းမှာအော်သာပလန်မိုးနိုင်တဲ့နီလန်းတွေပေးအပ်သွားပါတယ်။ဟူဒီတွေကတရုတ်ရဲ့သင်္ဘောလှုပ်ရှားမှုတွေကိုအနှောက်အယှက်မပေးဘူးတေချာအောင်လုပ်ပေးခြင်းအဖြစ်တရုတ်ကမဟာဗျူဟာမြောက်အားသာချက်တစ်ခုရရှိပြီးတိုက်ရိုက်စစ်ရေးပဋိပက္ခမရှိဘဲအရေးပါတဲ့အရင်းမြစ်တွေကိုရယူနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။